ရွေးကောက်ပွဲကိုဝေဖန်တဲ့သူတွေရွေးကောက်ပွဲကိုဝေဖန်တဲ့သူတွေရဲ့ post တွေမှာ like တွေ reaction တွေပေးတဲ့သူတွေကိုတော့မှပဲပြင်းပြင်းထန်ထန်လိုက်လံပြီးတော့ဖန်ဆီးနေတဲ့ကိစ္စတွေခုကျွန်တော်ဖြစ်ပွားနေပါတယ်အဒီကိစ္စတွေနဲ့ပတ်သက်ပြီးကောင်းလားဆိုးလားဆိုလို့ရှင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အထူးကိမခံဘူးလို့နိုင်ငံတော်ကညင်ညာထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တစုံတရာဝေဖန်တာစန့်ကျင်တာတိုက်ခိုက်တာမျိုးမလုပ်မိဘူးကအမှန်တမ်းအရေးကြီးပါတယ် ဒါအရေးပေါ်အခြေအနေပြဋ္ဌာန်းထားတဲ့ကာလဖြစ်ပါတယ်နောက်တစ်ခုကဒီလောက်ကလေး reaction လေးပေးမိတာဒီဟိုကိုပေါ့တို့ဘာလို့ပေါ့နော်တခြားသောဒီရွေးကောက်ပွဲကို မလိုလားတဲ့စန့်ကျင်တဲ့အဲသူတွေရဲ့ post တွေမှာ like တွေ reaction တွေ left တွေတော့ပေးတာမျိုးတွေတောင်းမှပဲဖန်းတယ်ဆိုတော့လွန်နာပေါ့လို့တချို့ကပြောသူတွေရှိတယ်အဲအဲ့ဒါလွန်နာမလွန်နာခဏထားပေါ့နော်အဲပြပရောက်နေတဲ့သူတွေကတော့သူတို့စကားကိုသူတောင်းဝန်ယူစရာမလိုဘူးပေါ့ ဒါကလည်းအချိန်တိုင်းတာတစ်ခုထိပါပဲပြည်တွင်းမှာနေတဲ့သူတွေကတော့အမတန်းမှသတိထားရပါမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံအစိုးရရဲ့အုပ်ချုပ်မှုအစိုးရမှုအောက်မှာအပြေအဝါရှိနေတဲ့အတွက်ကြောင့်ပါပဲ။ဒီလိုမျိုး left rear လေးပေးတာလေး like လေးပေးတာလေးတောင်အပြစ်အပြစ်ယူရသလားဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီဆန္ဒပြတဲ့အချိန်ကာလတွေမှာတံမုံမတီးလို့ဆိုပြီးတော့အသက်အန္တရာယ်ကိုရန်ရှာခံရတဲ့သူတွေတချို့ဆိုလို့ရှိရင်တပ်ပစ်ခံရတဲ့အထီတောင်မှဖြစ်ခဲ့တာပါ။နော်အလံမထောင်လို့တံမုံမတီးလို့ ဆန္ဒမပြလို့เนาะ CDM မလုပ်လို့ဆိုပြီးတော့အမျိုးမျိုးကိုတက်ဖြတ်ပြစ်ခံရတဲ့သူတွေဟာမြန်မာနိုင်ငံမှာ2000ကျော်ရှိခဲ့ပါတယ်။ဒါကြောင့်မလို့ကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့ကအကြမ်းဖက်တွေနဲ့လည်းဝေးဝေးရှောင်မှုလိုပါတယ်။အကြမ်းဖက်တွေရဲ့မီဒီယာတွေကို like and follow မလုပ်ဖို့လည်းလိုပါတယ်။အဲချို့ချို့ချို့တော့တကြီးရွယ်ဦးတွေကရွယ်ချက်ရှိရှိနဲ့မဟုတ်ဘဲနဲ့ထိမိသွားတာတွေ like ပေးမိသွားတာမျိုးတွေရှိတတ်ပါတယ်။ဒါမျိုးတွေကိုလည်းရှောင်ရှားနိုင်မှုတကူကိုယ့်ရဲ့အိမ်ရလူကြီးမိဘတွေရဲ့ Facebook account ထဲမှာ ခေတ္တတို့မီဇီမာတို့စရှိတယ်ပေါ့နော်ဒီအကြံဖက်ဒီဝါဒဖြန့်ချိနေပြီးပြည်သူလူထုကိုအစိတ်အမျိုးမျိုးကျွေးနေတဲ့မီဒီယာတွေကိုအမ်မမြင်အောင်ဘလော့ထားတာမျိုးတွေ unfollow လုပ်ထားတာမျိုးတွေလုပ်ဖို့လိုပါတယ်ကိုကရောင်ရောင်မမနဲ့ light တွေ reaction တွေပေးမိတယ်ဆိုလို့ရှိရင်တိုင်သူမရှိရင်ကိစ္စမရှိဘူးနိုင်ငံတော်အစိုးရကတော့အားလုံး light ကြည့်နေတာမျိုးမဟုတ်ဘူးတိုင်တန်းတဲ့သူရှိခဲ့ရင်ကိုကလည်းထင်ပေါ်ကျော်ကြားတဲ့သူတို့မဟုတ်ကိုကလည်းလုပ်ငန်းရှင်တယောက်ယောက်များဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကိုကို အဲကြောက်တွန်းရှင်တဲ့သူကနေပြီးတော့မှဒီ reaction တွေလှုပ်ထားတာကို screen shot တွေယူပြီးတော့များတိုင်တန်းခဲ့မယ်ဆိုလို့ရှိရင်တေချာပေါက်ကိုအေးအေးခံရနိုင်ပါတယ်အရင်ရင်ကနေပြီးတော့ဆန္ဒပြခဲ့တဲ့ဟာတွေဘာတွေညာတွေကတင်းညို့ပြောက်ွယ်ပြီးလူတွေကမင်းမေးပြောက်ပြောက်ရှိပေမဲ့လေကိုကခုလိုမျိုးကိစ္စမျိုးထပ်ပြီးလှုပ်တဲ့အခါမှာအရင်ကကိစ္စတွေနဲ့ပါအရင်ကလှုပ်ခဲ့တဲ့အရာတွေနဲ့ပါပေါင်းပြီးတော့လေအေးအေးခံရတာမျိုးလည်းရှိနိုင်ပါတယ်ဒါစေတနာနဲ့အတ္တိပေးတာပါဒါကြောင့်မလို့အချမ်းဖတ်တွေနဲ့လည်းဝဝေးနေပါ အချမ်းဖတ်တီရဲ့ post တွေကို like ပေးခြင်း reaction ပေးခြင်း share ခြင်းတွေလည်းမပြုတ်လို့မိဖို့လိုပါတယ်တချို့ကရှိပါတယ်အရေးတဲ့သူကိုအရေးမယူဘဲနဲ့ဘာလို့ share တဲ့သူအရေးယူမှလဲဆိုတာမျိုးရေးတဲ့သူမှလည်းအပြစ်ရှိပါတယ် share တဲ့သူမှလည်းအပြစ်ရှိပါတယ်ကြိုက်တယ် like တယ်ဆိုတဲ့ကိစ္စတွေကလည်းအပြစ်ရှိပါတယ်အရေးတဲ့သူတွေရဲ့ကိုဘာလို့ဖမ်းလို့မရတာလဲဆိုလို့ရှိရင်ရေးတဲ့သူတွေကပြီးပါကနေပြီးတော့ ကြီးရတယ်ဖြစ်နေပါတယ်။ဒါမှမဟုတ်ရင်တောင်ကျန်းသူနေမြေမှာရောက်ပြီးရေးနေတာလည်းဖြစ်နေပါတယ်။ကိုကအဖြစ်အောင်နေမြေမှာရှိနေတယ်။နိုင်ငံတော်အစိုးရရဲ့အုပ်ချုပ်အောက်မှာရှိနေတယ်ဆိုလို့ရှိရင်တော့ခုလိုရေးတာမျိုးတွေကိုဒါရှောင်ရှားတင်ပါတယ်။အဲ့လိုရှောင်ရှားခြင်းအပြင်ကိုယ့်ရဲ့မိသားစုကိုယ့်ညီကိုမောင်နှမကိုလည်းချစ်ရရောက်ပါတယ်။ကိုယ့်ရဲ့မိဘကိုလည်းချစ်ရရောက်ပါတယ်။တကယ်လို့ကိုကဒီလိုမျိုးနိုင်ငံတော်ဆန့်ကျင်တဲ့ကိစ္စမျိုးအဲလာမဲ့တော့ဒီမိုကရေစီလက်ညှိုးမော်တက်နေတဲ့ရွေးကောက်ပွဲပေါ်မှာဆန့်ကျင်တာမျိုးလုပ်မိတယ်ဆိုလို့ရှိရင်ဒါဥပဒေနဲ့လည်းအေးအေးယူခံရနိုင်တယ်လို့မျိုးကိုယ့်ရဲ့ လုပ်ငန်းစောင့်တာတွေလည်းအများကြီးပျက်စီးစေနိုင်ပါတယ်။ရွေးကောက်ပွဲကိုပြုလုပ်ချင်တာဆက်တက်ဖြစ်နေပြီးတော့ရွေးကောက်ပွဲကိုဖျက်ဆီးချင်တာကကြတော့ဒီမိုကရေစီလိုလားတဲ့သူတွေဆိုတာမျိုးတွေ့နေရပါတယ်။မဖြစ်နိုင်တဲ့အရာတွေတောင်းတနေလို့မရပါဘူး။ပုံကိုဆွဲပြီးတော့အာလွန်ခဲ့တဲ့9နှစ်ကရလက်တွေပေးလို့နိုင်ငံတော်က9နှစ်တာကာလဖျက်ဆီးပြီးတဲ့အခါမှာအရင်နဲ့လည်းမတူတော့ပါဘူး။အရင်လူတွေရှိရတူကလည်းရှိမရှိရတူကလည်းမရှိတော့ပါဘူး။ဒါကြောင့်မို့လို့တော့ဖြစ်ပေါ်လာတဲ့ရွေးကောက်ပွဲအသစ်ကိုလက်ကိုလက်ခံရမှာပါ။ တော့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲတစ်ခုဆိုတာဥပဒေအရဆောင်ရွက်ထားတဲ့ကိစ္စတွေမှာဥပဒေကိုပြင်ပြီးမှသာလဲဖြစ်နိုင်တဲ့အရာမျိုးပါဒါကြောင့်မလို့တွတ်တော်တဲ့ကိုအရင်လားတွတ်တော်မှာဆွေးနွေးဒါအစိုးရအပြောင်းလဲနဲ့စနစ်ကိုအရင်ပြောင်းလဲဖို့လိုပါတယ်အဲ့တော့စနစ်ကိုပြောင်းလဲပြီးမှသာကျန်တဲ့အဆင့်တွေကိုဆက်ဆက်သွားအောင်မှာပါခုဆိုလို့ရှိရင်လည်း DNLA ရော MNDA ရောဆိုတာလေတက်မတော်နဲ့အကြီးအကျယ်ကိုသူသေးကိုသေးချခဲ့တာပါပဲဒါပေမဲ့အချိန်တန်လို့ရှိရင်တော့ဆွေးနွေးရတယ်ညှိနှိုင်းရတယ်အပြစ်ရရတယ်ဒါမျိုးတွေမှာ NUG မှာနိုင်ငံရေး ပြောမယ်ဆိုရင်နိုင်ငံရေးမူလာတန်းအဆင့်ပဲရှိတာပေါ့နော်နိုင်ငံရေးသူငယ်တန်းအဆင့်ပဲရှိတဲ့အတွက်ကြောင့်မလို့ဒါမျိုးတွေ तू ဟာမပြင်ဆင်ထားတဲ့အတွက်ကြောင့်မလို့ तू ဟာအဲဘလူးမောက်ကိုရှေ့ဆက်လို့မရတဲ့အဖွဲ့အစည်းဖြစ်သွားတယ် PDF တွေကလည်းဒီလိုမျိုးပါပဲ TNL ကအပြစ်ရမယ်ဆိုတာတော့မှသူတို့အပြစ်မရဘူးမိုးကုတ်မှာဆက်ပြီးချမယ်ဆိုတဲ့အတွက်ကြောင့်မလို့ TNL တို့ MNDA တို့တောင်မှပဲသူတက်အများကြီးကြီးတဲ့သူ့ကိုလက်နက်ထောက်ပံ့နေတဲ့ဒီ PDF တွေကိုစစ်ပညာသင်ပေးခဲ့တဲ့ဆရာတွေကောင်းကင်ဖားခင်တွေတောင်မှပဲရက်နေရတဲ့အခြေအနေမျိုးမှာဆက်ပြီးတော့တိုက်မယ်ဆိုတာကကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေအသက်တွေ ဒီမြို့ကန်ကြီးရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုမဆာနာရအရှိတမ်းမတင်ရရောက်ပါတယ်เนาะအဲကြောင့်မလူငယ်တွေအသက်တွေကိုတံမိုးထားပါမြို့ကန်ကြီးရဲ့အသက်တွေကိုတံမိုးထားပါနေရောင်ခေါင်းနဲ့မဆောက်ပါနဲ့ဆွေးနွေးစရာရှိရချင်းမှာဆွေးနွေးပါလက်နဲ့ဖြုတ်သိမ်းရမယ့်ချိန်မှာဖြုတ်သိမ်းပါလှုပ်တော်ရဲဝင်စရာရှိရချင်းမှာလှုပ်တော်ရဲဝင်ပါလို့ပြောကြရင်းနဲ့ရှင်မြမာတွေကိုစစ်မှန်တဲ့စေတနာမြေတားတဲ့ညီကုန်းချုပ်ပါတယ်ကျွန်တော်လည်းနောက်ပိုင်းနေသိပ်ပြီးတော့ဒီနိုင်ငံရေးကိစ္စတွေမပြောလို့တော့ပါဘူးကျွန်တော်တို့အတိုင်းမပြည့်စည်စေချင်တာပါ ဘသူတွေအာဏာရဖို့လို့ဘသူတွေဘလို့ရဖို့ဆိုတာလည်းစာလို့ရှိရင်တိုင်းပြည်ပေါ်မှာစေတနာမြတ်တာရှိတဲ့သူတွေနေရာရရင်ဂျင်းတ်ပါပြီဒီကလခိုင်ဒီမှာလည်းကျွန်တော်တို့ဝင်ထိုင်မှာမဟုတ်ပါဘူးအသက်နဲ့သာရင်းပြီးတော့ဒါနိုင်ငံတော်အတွက်တိုင်းပြည်နဲ့လူမျိုးတွေဘာသာသနာအတွက်ကိုပြောခဲ့တယ်ဆိုပေမဲ့လည်းကျွန်တော်တို့အကျိုးစီးပွားတစ်စုံတရာငွေကြေးတစ်စုံတရာကျွန်တော်တို့ကဖန်တီးရယူခဲ့တာတွေလည်းမရှိခဲ့ပါဘူးအဲ့လိုမရှိခဲ့တဲ့အကြောင်းမို့လဲခုချင်းဒီလိပ်တာလုံးလုံးနဲ့အသက်ဆက်လက်ပြီးရှင်သန်နိုင်ပါတယ်မြန်မာနိုင်ငံသားတိုးတက်အောင်ချင်းစီအားလုံးဘေးရနေကင်းရှင်းကြပါစေစိတ်ဆင်းရဲခြင်းကင်းရှင်းကြပါစေကိုယ်ဆင်းရဲခြင်းကင်းရှင်းကြပါစေ ဆေးပေးများလွန်မြောက်ပြီးယောဂဗျာများကင်းစင်ပြီးတော့အေဂျင့်နဲ့ဘဝများကိုကိုစီကိုစီပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်